လက်စညာလုံးမင်းဒီပါပါကျွန်တော်အခုတစ်ခေါက်မှာတော့ဒီပိန်းတကောင်ကတော့ NLD ပါတီပြိုပွဲတော်မှာဆိုပြီးဝင်ခံလိုက်ပါပြီခုနပြောတဲ့ NLD ပါတီပြိုပွဲတော်မှာလာဆိုတဲ့ခေါင်းဆက်ပေါ့တကယ်တော့ဗျာ NLD ပါတီစပြီးတော့ဖွဲ့စည်းရဲ့ဒီ1988စက်တင်ဘာ28ရက်နေ့ကနေဒီအောင်စုတင်ပေါ့နော်ဘိုကျုဘိုကျုအောင်ဦးအောင်ကြီးပေါ့ဦးအောင်ကြီးဒေါက်တာဆုကြီးဦးတင်ဦးနော်ဒီသုံးအစုဖွဲ့ရင်းနဲ့စပြီးတော့ဖွဲ့စည်းတယ် အဲဆက်ပြီးတော့ဖွဲ့စည်းတယ်အဲ့ဖွဲ့စည်းရဲ့အချိန်ကာလမှာလည်းဟာလာပါတီရဲ့နိုင်ငံရေးဖက်တမ်းမှု36နှစ်ကျော်သမိုင်းမှာဟာဦးအောင်ကြီးအုပ်စုနဲ့ဒေါန်ဆန်းစုကြည်အုပ်စုနဲ့ကွဲနေပြီဆိုတဲ့ဝေဖန်တဲ့ကြားရတယ်ဒါတည်းမကသေးဘူး2020နောက်ပိုင်းမှာလည်းအာဆုံးဖြတ်ပြီးဖြစ်တဲ့ဟိုဟာဘဘဦးဝင်းတင်အုပ်စုနဲ့ဒေါန်ဆန်းစုကြည်အုပ်စုကွဲနေပြီးဦးဝင်းတင်ကအမာလိုက်ဖြစ်တယ်ဆိုတာမျိုးတွေထပ်ပြီးတော့အာဝေဖန်တဲ့နော်ထိုးခွဲတဲ့နေကိုကြားရတယ်ဒါတည်းမဲလာမပြီးသေးဘူးအာ NLD အစိုးရဖြစ်တဲ့အချိန်မှာလဲဦးဝင်းထိန်ဂိုင်းနဲ့ဦးမြောင်ဝင်းဂိုင်းနဲ့ကွဲနေပြီဆိုပြီးထပ်ပြီးတော့ဝေဖန်ကြပြန်တဲ့ဦးဝင်းထိန်ဘောမှာပုဂ္ဂိုလ်တိုက်ခိုက်မှုတွေအပြင်းထန်လုပ်ကြပြန်တဲ့စာအုပ်တွေပိုင်းတော့ထွက်လိုက်သေးတယ်အဲ့လိုလုပ်ကြပြန်တယ်ဆိုတော့အခုလဲဟလာအဲဒေါ်စနာမင်းရဲ့အင်တာဗျူးရဲ့နောက်ဆက်တွဲအနေနဲ့ဟလာဟို NLD စီစီရဲ့အပြင်မှာရှိတဲ့စီစီရဲ့အနေနဲ့ဟလာဦးအောင်ကြီးညွတ်ဂိုင်းတို့ ဦးထွန်းတော်ဟင်ဂိုင်းတို့ဦးဟန်တာမြင့်ဂိုင်းတို့ကွဲနေပြီးစသဖြင့်ပြောကြပြန်တယ်တကယ်တော့ NLD ပါတီက36နှစ်ကျော်ဖြတ်တန်းခဲ့ပြီးသွားပြီနော် NLD ပါတီဝင်ခေါင်းဆောင်တွေဟာသူ့အရှိကအာခုနပြောဖဆဖဟိုပါပါလီမန်လက်ထက်နော်ဒီအဲမဆာလာလက်ထက်မှာဖြတ်တန်းတော်လိုင်းရေးလုပ်ခဲ့ကြတဲ့နိုင်ငံရေးသမားတွေရဲ့အစုဖွဲ့ကွဲမှုတွေနော်ဟိုအစုဖွဲ့ကွဲမှုတွေပေါ့ တကယ်တော့အဲ့ရကွဲတယ်ဆိုတာကလည်းဗျာဟိုပုပ်ကိုရေးရကွဲကြတာနိုင်ငံရေးအတွေးခေါ်ရဆိုတာတက်ပုပ်ကိုရေးကိုကွဲမှုတွေနဲ့ပုပ်ကိုရေးခင်မင်မှုတွေနဲ့ကွဲကြတာများတယ်အဲ့ဒီဟာတွေကိုတင်ကန်းကယူထားခဲ့တဲ့သူတွေဖြစ်တယ်အလွယ်တကူနဲ့ပါတီရပယ်သောအခါမှာကွဲသွားမှာမဟုတ်ဘူးအဲ့ဒီလိုမျိုးခေါင်းဆောင်တွေရှိတဲ့ပါတီပေါ့အဲ့ပါတီကိုစစ်တပ်ကတော့ကွဲစေခြင်းနဲ့အဲ့ဒီတော့ကိုလည်းဟာလာတခုခုဆိုရင်အာပါတီကကွဲပြီးကွဲတော့မှဟာလာဂိုင်းတွေကွဲနေပြီစသဖြင့်ခေတ်အဆက်ဆက်ပေါ့နော်36နှစ်လောက် ဝါဒဖြတ်ချီခဲ့တယ်တကယ်လည်းမကွဲခဲ့ဘူးဘာကြောင့်ကွဲစေချင်လဲရှင်းတယ်မြန်မာပြည်မှာအာတနိုင်ငံလုံးတိုင်းတာနဲ့ဖွဲ့စည်းထားတဲ့ institution ၃ခုရှိတယ်အဲ့ဒါစစ်တပ်ရဲ့ကြံ့ခိုင်ရေးရဲ့ NLD ရဲ့၃ခုရှိတယ်အဲ့တော့စစ်တပ်နဲ့ကြံ့ခိုင်ရေးကပလင်းတူဘူးဆိုတယ် NLD ကတော့ပြည်သူလူထုကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်သူတို့ကပြည်သူကိုကြောက်တယ်ကြောက်တဲ့အတွက်ကိုဟာပြည်သူလူထုနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့ NLD institution အကြီးဆုံး institution နဲ့ဖြစ်တဲ့အတွက်ကို NLD ကို အာမြန်မြန်ပြိုကွဲရင်ပြီးတော့စဖွဲ့နေရတယ်ဒီနေ့ဒီချိန်ဒီမြန်မြန်ပြိုကွဲရင်ပြီးတော့မကွဲရင်လည်းကွဲတယ်ပြောမှာပဲဘာကြောင့်သူတို့ကကွဲစေခြင်းနေရကိုအဲ့လိုမျိုးဝါဒဖြန့်ချိမှုတွေလုပ်နေရဆိုတဲ့အကြောင်းလေးကိုပြောချင်တယ်ကွဲစရာအကြောင်းတော့မရှိဘူးသဘောထားကွဲကောင်းကွဲလိမ့်မယ်ဒီမိုကရေစီပါတီဖြစ်တဲ့အတွက်စိတ်ဝမ်းကွဲစရာအကြောင်းမရှိဘူးနောက်တစ်ခုကအဲ့ဒီနွေဦးတော်လိုင်းရေးပေါ့နွေဦးတော်လိုင်းရေးဆိုတာကလည်းပြည်သူလူထုကပဲစတင်ခဲ့တဲ့ ဒေါ်လာကြီးတစ်ခုဖြစ်တယ်ပြီးတော့ပြည်သူလူထုကနေမန်ထေရအခု NUG အစိုးရဆိုတာကလည်း CRPH ကတင်တင်မြောက်ထားတာ CRPH ဆိုတာအာပြည်သူလူထုကနေပြီးတော့ရွေးကောက်တင်မြောက်ထားတဲ့ပြည်သူမန်ထေရတဲ့တွတ်တော်ကိုယ်စားလှယ်ရမ်းမှာတဆင့်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တယ် what the fuck အဲ့ဒါက NLD ကိုကိုစားမဖြစ်ဘူး NLD က NLD အနေနဲ့တသက်ရှိတယ် နော် NLD ဟာဒီຫນွေဥတော်လိုင်းရေးမှာဆက်သွားတစ်ခုအနေနဲ့ပါဝင်ကောင်းပါဝင်နေလိမ့်မယ်ဒါပေမဲ့ຫນွေဥတော်လိုင်းရေးအလုံးစုံမဟုတ်သလိုຫນွေဥတော်လိုင်းရေးကိုမောင်ပိုင်လဲစီးမှလည်းမဟုတ်ဘူးမောင်ပိုင်စီးခြင်းမောင်ပိုင်လဲစီးလို့လည်းမရဘူးမောင်ပိုင်စီးမှလည်းမဟုတ်ဘူးပြည်သူကနေစားတဲ့ຫນွေဥတော်လိုင်းဟာပြည်သူကပဲအဆုံးဖြတ်ပေးပြီးတော့လှလှပပနဲ့ဖက်ဆစ်စစ်တဲ့ညီကုန်းကိုအဆုံးတက်ကြမှာပဲဖြစ်တယ်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲပုပ်ကိုဆွဲဝါရဆဲပေါ့ပါတီဆွဲပေါ့ပါတီဆွဲတွေနဲ့လုပ်ခဲ့တဲ့ပြဿနာ ပုံကိုဆွဲတင်လောက်ခဲ့တဲ့ပြဿနာမင်းတို့တော်လိုက်ဘရောမမအောင်မျိုး NLD bloody အဆုံးတက်ဖို့တော့မရှိပေမဲ့ passive စစ်တက်အဆုံးသတ်မဲ့နေကတော့ဒီနေ့နဲ့မနှက်ဖြန်ပို့ပြီးတော့နီးကက်လာလေအဲသူတို့ဘက်ကအဲ့လိုမျိုး စိတ်သက်စစ်စစ်ရေးအနေနဲ့ခေါင်း၆ချားတွေပြောလာလေဆိုတာကိုကျွန်တော် ပြောချင်လို့ဒီ topic လေးကိုတင်လိုက်ရတာဖြစ်ပါတယ်ကျွန်တော်တို့လူကြီးတိုင်းနဲ့ဘယ်တော့ပဲကြည့်တာပေါ့နော်တို့ NLD ဆိုတာဒီခိုင်တဲ့အဖွဲ့အစည်းပေါ့ဦးသူဘိုးလို့ လို့ပဲအင်ဂျီမှာလည်းတူတူပါတဲ့ဘာကောင်းနေပဲရှိနော်အဲ့ဒါကိုမလို့ပေါင်းရပဲယုံသာပြီးတော့ကိုယ်ကိုယ်ပြီးတော့နော်အခုချိန်ကြီးတော်လုံးကန်းတယ်ပေါ့နော်မလို့တမလို့ပါလေနော်ဘုံကနော်ဟိုအခြေခံပါတဲ့တမလို့နော်ဒီကန်းကောင်းတဲ့တမတနည်းတကျဖွဲ့စီကြတဲ့တမလို့လို့ပေါက်ပန်းလေးတွေတူတူတူတွေနဲ့ဖွဲ့စီကြတဲ့ဘာဒီလိုလုံးနဲ့မရှင်နဲ့ပေါ့နော်